အော်တိုဘာလာ28ရက်နေ့မြေတားချင်းထုံးဖွဲ့ခမဲတော်ဘုရားနှင့်ခရစ်တော်ဤနတ်နေသောအရာကို နားလည်နိုင်သော ကော်လိုဒေအော်ရာစာခန်းကြီးနှင့်ခန်းငယ်နှင့်ထောင်မမြောက်သောလူငယ်တို့သည်မြေတားစစ်မှန်မြေတားမှန်ကိုညီသူကားများရှင်းလင်းတင်ပြပေးခြင်းမရှိသဖြင့်မြေတားမဲ့သောအိမ်တော်ကြီးကိုဖျက်ကျော်နေရပါတယ်ကျွန်တော်အနေဖြင့်တမန်တော်ရှင်ဘောလူ၏ချစ်ချင်းမြေတားနှင့်ပတ်သက်သည့်အတိတ်ပဲဖွင့်ဆိုချက်ဖြစ်သည့်မြေတားသည်စိတ်ရှည်တတ်၏ ယေရှုပြုတဲ့ဤမေတ္တာသည်ဂုံပြိုင်ခြင်းမရှိဝါကြွားခြင်းမရှိမာမာနမရှိမလျှောက်ပတ်စွာမကျင်တဲ့ကိုကြိုးဝမရှာတဲ့ဒေါသအမျက်မထွက်တဲ့အပြစ်ရှိသည်ဟုမထင်တဲ့မတရားသောအမှု၌ဝမ်းမြောက်ခြင်းမရှိတဲ့တမာတရား၌ဝမ်းမြောက်တဲ့ဤခတ်သိမ်းသောအရာကိုဖုံးအုပ်တဲ့ဤခတ်သိမ်းသောအရာကိုယုံတဲ့ဤခတ်သိမ်းသောအရာကိုမျှော်လင့်တဲ့ဤခတ်သိမ်းသောအရာကိုတီးခံတဲ့ဤမေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့်အစဉ်ကင်းလို့ဤပရိုဖက်ညံတော်၎င်းအမျိုးမျိုးသောဘာသာစကားကိုပြောနိုင်သောအခွင့်တော်၎င်းသိပ္ပံအသက်တော်၎င်း꽌ပြောင်းလိမ့်မည်ကောရိန္သုဩရာစာပထမစာတောင်အခန်းကြီး7ခန်းငယ်4မှခန်းငယ်8ဟုဖတ်ရှုမှတ်သားစေလိုပါသည်အကယ်၍သာဤသို့သောမေတ္တာကိုသိရှိနားလည်ကျင့်သုံးလျင်လင်မယားခြင်း꽌ရှင်းမည်နှုံးတာရောကြမည်အမှန်ပဲယနေ့အတွက်ဆုတောင်းကြသခင်ယေရှု အတားကင်းမဲ့သောချစ်တတ်ဖို့ကျွန်တော်တို့နှလုံးသားထဲမှာအရှင်ရဲ့မြတ်တာနဲ့ခွင့်လွှတ်ခြင်းကိုလိုအပ်ပါတယ်။အာမင်။ဟုတ်ကဲ့ပါ။ဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုယေရှုအထူးပဲတင်ရှိပါရခင်ဗျာ။မနေ့ပြန်ပါလေ။တခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြတ်တာရက်ခံလိုပါရ။အားလုံးကိုယေရှုအထူးပဲတင်ရှိပါရ။နောက်ရက်တွင်မှာပြန်တွေ့ပါအောင်ခင်ဗျာ။